ရှိနေဥက္ကိုနီလောက်ကြံခံခဲ့ရတဲ့အမှုမှာအဓိကတရားခံဖြစ်တဲ့တရားခံပြေးအောင်ဝင်ခံကိုတေချာစုံစမ်းရှာဖွေခဲ့ပေမဲ့မတွေ့ရှိခဲ့တဲ့အကြောင်းကိုအထောက်ထားစာရွက်စာတမ်းတွေနဲ့အတူဒီနေ့ဂျွန်လ9ရက်နေ့ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံမှာနေပြည်တော်ရဲတပ်ဖွဲ့ကလာရောက်ထတ်ဆိုခဲ့ပါတယ်။တရားခံပြေးအောင်ဝင်ခံဟာနေပြည်တော်မှာရှိတဲ့ပြည်သူ့ဥယျာဉ်ကြီးမှာပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။သူတို့ရှာဖွေတယ်မတွေ့ရှိပါဘူး။တော့ပြည်သူတို့ရှာဖွေတယ်ဟလာသူတို့ရဲတပ်ဖွဲ့ကနေချားသောဒီဂိတ်တွေပါရော ဒေါ်ပြည်ဆိုင်ရာစင်ကာပူတို့အင်တာပိုတို့နဲ့ပတ်သက်တဲ့ရိုးရရတို့ပါထိုင်းတို့ပါတက်တဲ့နိုင်ငံရေတပ်ဖွဲ့တဲ့ဆက်သွယ်ချက်ဆောင်ရွက်ချက်တွေကိုပြည့်ပြည့်စုံစုံပဲလုပ်သွားတယ်တင်ပြသွားတယ်ဆက်စတန်းနေနဲ့ မိထားတဲ့ကြောင်ရက်တက်ဖွယ်တယ်ဒီတပြောင်းချင်းနေဥကိုနီလောက်ကြံခံခဲ့ရတဲ့အမှုနဲ့ပတ်သက်ပြီးဒီနေ့ဂျွန်လ9ရက်နေ့ရန်ကုန်မြောက်ပိုင်းခရံတရားရုံမှာထွက်ပြေးလွတ်မြောက်နေတဲ့တရားခံပြီးအောင်ဝင်းခံကိုရှာဖွေဖမ်းဆီးနေတဲ့အရှင်နေနဲ့ပတ်သက်ပြီးတရားလိုပြတပ်တွေ6ဦးကိုစစ်ဆေးခဲ့တာဖြစ်ပါတယ်။နေပြည်တော်မှာရှိတဲ့ရက်တက်ဖွဲ့ကရဲအရာရှိ9ဦးရက်တက်ဖွဲ့ဝင်2ဦးစမူတီးမြို့နယ်ချွေးညောင်မင်းရက်ကွက်အုပ်ချုပ်ရေးမှူးနဲ့အရတာ2ဦးစုစုပေါင်း6ဦးတို့ကလာရောက်ထွက်ဆိုခဲ့တာဖြစ်ပါတယ်။လိုပြတပ်တွေလာရောက်ထွက်ဆိုရမှာစမူတီးမြို့နယ်ချွေးညောင်မင်းရက်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်ထွက်ဆိုခဲ့တဲ့အချက်တွေကထူးခြားမှုဖြစ်တယ်လို့ရှင်းနေဦးကိုနီမီတာစုဘက်ကလိုက်ပါဆောင်ရွက်ပေးနေတဲ့တရားလွတ်တော်ရှင်းနေကပြောပါတယ်။ဦးမြင့်ခိုင်ကဒီဖေဗရီလာအဲလာသမိုင်းမှာနေပြည်တော်မှာရှိတဲ့ကုမ္ပဏီလုပ်ငန်းတစ်ခုလာရောက်သွားတယ်ဆိုတဲ့အချက်ကိုတော့ရရတယ်။အဲအဲ့တော့သူကမှုကြီးဖြစ်ပေါ်တဲ့အချိန်ကာလဇန်နဝါရီလ29ရက်နေ့အခုကဖေဗရီလာ10ရက်နေ့ပတ်ဝန်းကျင်လောက်မှာနေပြည်တော်မှာရှိနေတဲ့အဲ့ဒီကုမ္ပဏီလုပ်ငန်းကိုလာရောက်ခဲ့တယ်ဆိုတဲ့အချက်ချက်တော့ပေါ်လာလို့တွေ့ရတယ်။ ဒီနေ့ဂျွန်လ9ရက်နေ့ရုံးချင်းမှာတော့ရှင်းနေဥက္ကိုနီအမှုနဲ့ပတ်သက်ပြီးလူတက်မှုလက်နက်မှုတွေကိုမစစ်စေးသေးပဲအမှုပြည့်စုံဖို့အတွက်တရားခံအောင်ဝန်ခံကိစ္စကိုတာစစ်ဆေးခဲ့တာဖြစ်ပါတယ်။အောင်ဝန်ခံမမမရှင်းကျွန်တော်စောင့်ရမလို့စောင့်ရလဲဘယ်တော့မှမမမသိတဲ့ကိစ္စကိုကျွန်တော်တို့ကပြီးစားအခုကပြီးမှာမဟုတ်တော့ဘူးလေ။ဒီအမှုနဲ့ပတ်သက်ပြီးရခိုင်ရုံးချင်းကတရားခံပြည်နယ်လာရောက်ထွက်ဆိုခဲ့တယ်။တရားလိုပြတပ်တွေ၅ဦးကိုလာမယ့်ဂျွန်လ16ရက်နေ့ရုံးချင်းမှာတော့ထပ်ပြီးစစ်ဆေးသွားမယ်လို့သိရပါတယ်။